အားလုံးပဲမင်္ဂလာပါ29ရက်နေ့ကနေပြီးတော့3ရက်နေ့ထိ9ရက်အတွင်းခမန်းကြံသေးလေးကိုပြောပြပါမယ်တင်းရဲ့6ရက်ပေါင်းခွန်3ရက်3ရက်နေ့ပေါင်း3 6ရက်တင်းရဲ့ပေါင်း3ညခွန်3 3ညဒီရဟိုမကြော်ပါဘူးမဆောင်းပေါင်းချင်း6ရက်8ရက်ပေါင်း4 4ရက်နှစ်ခံနှစ် လေးရက်ထိုင်ခုနှစ်နှစ်နဲ့ခုကြီးရတယ်ဘုံကြပါဘူး3ရက်3ညရဲ့6ရက်ပေါင်းကိုကိုလေးချင်းရတယ်အဖွင့်နေပါလာပါတယ်1ရက်4ရက်ပေါင်း5 5ည3ဗရိတ်တရားလဲလာပါလိမ့်မယ်ကျက်တဲ့ဗရိတ်နေမှာဗရိတ်2ကြာထားတဲ့အတွက် 3849ခွေဘူးအားလည်းလာပါလိမ့်မယ်ဒီအားလေးကတော့ခုနှစ်ပတ်ရှိပါပြီခါလေးလုံးခွေပြီးခဲ့တဲ့ဘက်ကပြီးခဲ့တဲ့ဘက်ကခံမှန်းချက်မှာဟိုမပြောပြီးခဲ့ဘူးပေါ့နော်ဟိုပြောဖို့မေ့သွားတယ်မျိုးပြောပြလိုက်ရင်ဒီငင်္ဂါမှာရှာမှာဒီမှာဒီကြက်ရဲ့ဘက်တော့ပြောဖို့လို့ရေးတော့ထားတယ်ဒါပေမဲ့ ပြောရင်လည်းမိသွားတယ်အဲ့တိုက်နော်ခါဒီလုံးခွေခါဒီလုံးခွေဟာသူကခုနှစ်ပတ်အခုပတ်နဲ့ဆိုခုနှစ်ပတ်မြောက်ရှိပါပြီသူကလူမသိသူမသိလေးနဲ့သွားနေပါတယ်ခါဒီလုံးခွေ3349ခါလေးခါလေးလုံးခွေလေးသူလည်းအခွေလိုက်ချင်တဲ့သူတွေရှင်လိုက်လို့ရပါတယ်ဒီနှလုံးပေါင်းခြင်း3 လည်းလာပါတယ်။ဒီမှာပုံတူတဲ့ခဏခွန်ခွန်ဟာယခုဒီဘက်တော့အားကောင်းပါတယ်။ compatia ဟုမကျော်ပါဘူး။ break power ဖြစ်ထားလို့9338 break တွေဟာရက်တွေကျော်ပြီးလွန်နေပါပြီ။ဒီဘက်ထဲမှာ9338 break တွေလာပါလိမ့်မယ်။ကိုရတဲ့ဝန်ချင်းကိုရတဲ့ key တွေနဲ့9338 break တွေထည့်ပြီးဆော့ပေးပါပါ။လာပါလိမ့်မယ်။ ါတော့တစ်ပတ်တွင်ဖြစ်လာမယ်အရာတွေပေါ့နော်ဒီ9 3ည3ပြိတ်တွေကလည်းလာပါမယ်ပြီးတော့ပြိတ်တွေသွားပြီးတော့တိုက်ဆိုင်နေတယ်9 3ည3ရှိပြိတ်တွေလာပါလိမ့်မယ်29ရက်နေ့အတွက်မြင်နာတွေ့ထားတာတွေကိုပြောပြမယ်နော်မလေးကိုပြိတ်ကြရဲတပင်းတပင်းသုံးပင်ချပြီးတော့လေးကိုပြိတ်ကြရဲတပင်းတပင်းသုံးပင်ချပြီးတော့လေးကိုပြိတ်ကြရဲ လေးကိုပြိကြပြီးလို့ရှိရင်သူ့ရဲ့နောက်နေ့မနေ့ပိုင်းဟာလေးကိုပြိဝန်းချင်းပြန်ကြပါတယ်ဒီမှာလဲလေးကိုပြိဝန်းချင်းပြန်ကြမယ်လေးကိုပြိဝန်းချင်းပြန်ကြပါတယ်အဲ့တော့ဒီနေ့မနေ့အတွက်ဝန်းချင်းရတော့မနေ့ပိုင်းဝန်းချင်းရတော့၄၅လှပါတယ်သူကဘယ်လိုချိန်သွားလဲဆိုရင်ငါးကိုချိန်လို့ရှိရင်ကိုယ်နဲ့ပတ်သက်တဲ့တလုံးလုံးနဲ့ပြီးပါတယ်ပြန်လေးထုတ်ပေးထားပါတယ် ဒီမှာဝမ်းကျင်းကိုတလုံးချိန်ရတဲ့ကြံလုံးရဲ့တလုံးလုံးနဲ့ပြီးပါတယ်လေးကိုချိန်တဲ့အတွက်ငားနဲ့ပတ်သက်တဲ့တလုံးလုံးနဲ့ပြီးပါတယ်အဲ့တော့ဒီမှာလေးငားပဲဒီမှာလည်းလေးငားပဲသူဘယ်လိုချိန်မလဲဒီမှာပြေးတယ်ပြေးထားပါတယ်လေးကိုချိန်မယ်ဆိုရင်လေးနဲ့ငါးနဲ့ပတ်သက်တဲ့တလုံးလုံးနဲ့ပြီးပါမယ်ငါးကိုချိန်မယ်ဆိုရင်လေးနဲ့ပတ်သက်တဲ့တလုံးလုံးနဲ့ပြီးပါမယ်ဒီနေ့အတွက်ကီးဟာလဲသူကဒီမှာဆိုလက်ဒီ လီကိုပရိတ်ချင်းတဲ့နေရာမှာသူ့ရဲ့ကိမာလည်းဒီ၃လုံးပေါင်းခြင်း၃၅ပေါင်းခြင်း၃၅နော်ကိရညိပါတယ်ဒီမှာလည်းဒီ၃လုံးပေါင်းခြင်း၈ခွန်ခွန်၃လုံးပေါင်းခြင်း၂နှစ်နဲ့ခက်လေးနှစ်ပါဝါခွန်နှစ်လေးခွန်ကိရလည်းဒီမှာညိပါတယ်ဒီမှာ၃လုံးပေါင်းခြင်း၃၆၃၉ကိုပေါ့ကိုနှစ်ခက်၆ကိုပေါ့ပါလေး ကိုကိုချောင်းလေးကြည်ရလဲဒီမှာညှိပါလိမ့်မယ်။နောက်ဒီအဖွင့်နေ့အရင်ဘက်ကအဖွင့်နေပေါ့နော်။တနင်္လာနေ့ခါပေါင်းခြင်း9ရက်4ရက်ပေါင်း1 1ရက်ပါဝါ6ဟာဒီအဖွင့်နေ့ပွဲမှာမနေ့ညသူကလည်းလာပါလိမ့်မယ်။အဲ့ဒါတွေကလည်းလှပါတယ်။သူကမနေ့ညညညညညဒီမှာလည်း 6တလုံးအသာချက်ရှိပါတယ်။နောက်ပြီးခဲ့တဲ့ဘက်ကခုံပိုးထွက်ထားတဲ့အပိုးနဲ့ထွက်ထားတဲ့အဖွင့်နေအဖွင့်ပွဲစဉ်မှာအပိုးနဲ့ထွက်လို့ရှိရင်အခုလာမယ့်အပတ်မှာသူကခိုးမကြုံ6ပတ်တိရှိပါတယ်။အဲ့တော့ဒီကောင်ကတဲ့ရဲ့ပါဝါ6ဟာအဖွင့်နေအတွက်အားသာပါတယ်။အဲ့ဒီအဖွင့်နေအတွက်အားသာတဲ့ဟာကသူက ရှစ်ပတ်ရှိပါပြီနှစ်လရှစ်ပတ်ရှိပြီပေါ့နော်ဒီနေ့နဲ့ဒီနေ့နဲ့ဆိုရှစ်ပတ်မြောက်အဲ့တော့မနေ့ညမှာ6တလုံးအောင်ခေါင်းနဲ့မှထည့်ထားပါပိုးမကြောလည်း6ရှိတဲ့အတွက်သူက6တလုံးပါလေအားသာပါတယ်အဲ့ဒီတော့ဒီ၄၅ဝန်းကျင်ကို6နဲ့လည်းကပ်ပါမယ်၄၅ဝန်းကျင်ကို6နဲ့လည်းကပ်ပါမယ်နောက်ပြီးကြတော့ခွန်တလုံးကလည်းဒီတပတ်စာအတွက်အားသာတဲ့အတိပါအဲ့တော့သူ့ကိုလည်း ခွန်တလုံးကိုလည်း၄၅နဲ့ကပ်ပါမယ်။နောက်ဒီမှာမြေနာတွေ့တာလေးကိုတစ်ချက်ပြန်ပြောပြမယ်။ဒီနှစ်နဲ့ဒီကိုးနဲ့ပေါင်းလိုက်လို့ရှိရင်တည့်ရပါတယ်။တစ်ချက်ပြိတ်ဒီမှာကြာတာပါ။ဒီမှာဒီရှင်းနဲ့ဒီရထိတ်နဲ့ဘိတ်နဲ့ထိတ်နဲ့လမ်းပေါင်းလိုက်လို့ရှိရင်နှစ်ရပါတယ်။နှစ်ခွန်ပြိတ်ဟာဒီမှာကြာလာတာ။ဒီမှာ ်ဘက်ကတက်ထက်ကန်လေးတရလေးရဲ့ပေါင်းခြင်းက9000ညပြည့်ရဒီမှာကြာမှာ9000ညပြည့်ဒီမှာကြာမယ်ဆိုရင်5ဝန်းကျင်9000ညဒီဒါလေးကိုထည့်ပြီးတော့ထိုးရပါမယ်ခွန်တလုံးအသာရာဖြစ်တဲ့အတွက်ခွန်နဲ့လည်းချိန်ကြည့်ပါနဲ့နောက်ကိုလေးချင်းကိုကိုချကိုလေးချောက်ကြီးတွေရှိတဲ့အတွက်လေးကိုယူမယ်ဆိုရင်တော့လေးလေးနဲ့ပတ်သက်တာ၅နဲ့ပတ်သက်တာနဲ့ကပ်ရုံပဲပေါ့နော် ဒီကောင်ငါးကိုယူမယ်ဆိုရင်ဒါလေးတွေနဲ့ပြန်ကပ်ပေးရပါမယ်ဒါလေးတွေနဲ့ပြန်ကပ်ပြီးတော့ဒီမှာငါးကိုကပါပေးပါပြီဒီမှာမပါသေးတာငါးချပ်မပါသေးဘူးဒါကြောင့်မလို့ထည့်ပေးထားပါတယ်ဒါလေးတွေထည့်ထိုးရမယ်လို့ထင်ပါတယ်ဒီ break ကဆိုရင် break power ကြပြီးတော့တရက်နှစ်ရက်သုံးရက်အတော့တည်းမှာငါသုံးရက်သုံးရက် break တည်း light ကို light ပါကလင်နာဒီအနေကလင်နာအနေပါလုံးဝမပြတ်ပါဘူး နှစ်ရက်တော့တွေ့များတော့အဖြစ်ကြာတယ်နှစ်ရက်သုံးရက်ကြာနေကြပါဒါပေမဲ့အခုရက်တွေကျော်နေပါပြီအဲ့ဒီအတွက်ဒီတစ်ပတ်မှာငါးသမီးသုံးရှစ်ပရိတ်တွေကိုရတဲ့ဝမ်းကြီးရတဲ့ကြီးတွေနဲ့နေ့တိုင်းမှာခေါင်းထဲထည့်ထည့်ဆော့သွားပါသူလာပါလိမ့်မယ်ငါးသမီးသုံးရှစ်ပရိတ်တွေလာပါလိမ့်မယ်အဲ့တော့တွေ့ရမြင်လာလေးတွေကိုပုံပြပေးပြီး ွေးရမကြွေးတာကြားရမကြားတာတော့ကံနဲ့ပဲဆိုင်ပါတယ်အဲ့တော့ကိုရထားတဲ့ကိုတည်ထားတဲ့အရာလေးတွေနဲ့တွဲဖက်ပြီးတော့အောက်ဘဏ်အောင်ပေါအောင်ထိုးနိုင်ပါစေမြင်အောင်လည်းကြည့်နိုင်ပါစေလို့ဆန္ဒပြပါတယ်အားလုံးပဲအဖွဲ့နဲ့ဆက်ပြီးတော့ကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးဘိုင်ဘိုင်နော်